ကျွန်တော်တို့ဟာဒီကျမ်းပိုက်ကိုကောင်းကောင်းသိကြပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး6အခန်းငယ်9 13နဲ့ရှင်မသက်ခရစ်ဝင်အခန်းကြီး26အခန်းငယ်26မှာဘာကိုရေးထားပါသလဲ။ကျေပြတ်တဲ့ရှူတော်ကနေကြည့်ရင်ပတ်သက်ခါပွဲကဘာဖြစ်ပါသလဲ။ဒါကိုပွဲတော်လို့ခေါ်နိုင်ပါတယ်ဟုတ်တယ်နော်။ပတ်သက်ခါပွဲဟာပွဲတော်တစ်ခုဖြစ်ပြီးအပြစ်ဖြေရာနေ့လည်းပွဲတော်တစ်ခုဖြစ်ပါတယ်။ပွဲတော်အတွင်းမှာထာဝရအသက်နဲ့ကောင်းကင်နိုင်ငံရှိပါတယ်။အဲဒါကြောင့်ဖျားသခင်ဟာပွဲတော်ဆောင်တဲ့သူတွေကိုပဲစုယုံစေမယ်လို့မိန့်တော်မူခဲ့ပါတယ်။ ဇေဗနိအနာဂတိကျမ်းကိုအတူဖွင့်ကြည့်ကြရအောင်ဇေဗနိအနာဂတိကျမ်းအခန်းကြီး3အခန်းငယ်16ကို ကြည့်ကြရအောင်မစိုးရိမ်ပါနှင့်ဟုယေရုရှလင်မြို့အားလကောင်းလက်အားမလျှော့စေနှင့်ဟုစီအုံတောင်အားလကောင်းထိုခါဆိုရ၏တင်းဤဖျားသခင်ထာဝရဖျားသည်တင့်အလယ်၌ရှိ၍တကိုးကြီးသောဖျားသည်တင့်ကိုကဲတင်တော်မူလိမ့်မည်တင်၌အားရ၍ဝမ်းမြောက်တော်မူလိမ့်မည် ချစ်ချင်းမြတ်တာ၌ကျင်းဝွေ၍တချင်းဆူခြင်းနှင့်တကွာတင်း၌ဝမ်းမြောက်တော်မူလိမ့်မည်။ကဲ့ရဲ့ချင်းဝင်ကိုတင်တန်းရာအကြောင်းတည်းဟုသောတင်းနှင့်ဝေး၍ဓမ္မပွဲကိုမခံရဘဲဓမ္မပွဲဆိုတာဖရာသခင်ရဲ့ပွဲတော်တွေကိုညီညွတ်ပါတယ်။ဖရာသခင်တတ်မှတ်ထားတဲ့ပွဲတော်ကိုဓမ္မစည်းဝေးပွဲလို့လည်းခေါ်ပါတယ်။အဲ့ဒီပွဲတော်ဟာတနှစ်တာလုံးမှာအီတီလာလူမျိုးတွေရဲ့အကြီးမားဆုံးစုဝေးပွဲဖြစ်ခဲ့ပါတယ်။ ကဲ့ရဲ့ခြင်းဝင်ကိုတင်တန်းရအကြောင်းလဲဟူသောတင်းနှင့်ဝေး၍ဓမ္မပွဲကိုမခံရပဲညုံငယ်လျက်ရှိသောသူတို့ကိုငါစုဝေးစေမည်။တင့်ကိုညှင်းဆဲသောသူအပေါင်းတို့ကိုထိုအခါငါစီရင်မည်။ဖျားသခင်ဟာဖျားရဲ့ပွဲတော်တွေကိုပို့ပြီးကောင်းကောင်းမွန်မွန်နဲ့တန်ရှင်းစွာဘလို့ကျင်းပနိုင်မလဲလို့စိုးရိမ်ပူပန်နေကြတဲ့လူတွေကိုညှင်းဆဲတဲ့သူတွေကိုအပြစ်ပေးမှာဖြစ်ပါတယ်။နာတော်သူကိုချမ်းသာပေးမည်။နှိထုတ်ခြင်းကိုခံရသောသူကိုတင်းဖွဲ့စေမည်။ အဆက်ကွဲခြင်းကိုခံရရပြည်ရဲ့ရဲ့တို့၌ချီးမွမ်းခြင်းဂုံတရေကိုပေးမည်ထိုကာလ၌တင်တို့ကိုတဖန်ကဆောင်ခဲ၍စူဝေးစီသဖြင့်တင်းသွာခြင်းကိုခံရသောသူတို့ကိုတင်တို့မျက်မှောက်၌တဖန်ဆောင်ခဲ့ပြန်သောအခါမြေကြီးသားမျိုးမျိုးတို့တွင်ချီးမွမ်းခြင်းဂုံတရေကိုတင်တို့အားပေးမည်ဟုထာဝရဖရာမိန်တော်မူ၏ဒီနေရာမှာဖရာသခင်ကချီးမွမ်းခြင်းဂုံတရေကိုတင်တို့အားပေးမည်လို့ပြောခဲ့ပါတယ်ဒီလူတွေကဘသူတွေလဲ ဖျားသခင်ဟာပွဲတော်တွေကိုစောင့်ဖို့အတွက်ဝမ်းနည်းပူဆွေးနေတဲ့လူတွေကိုစုယုံစေမယ်လို့မိတ်တော်မူခဲ့ပါတယ်။